ဒီပပရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ထဲမှာခိုလုံနေတဲ့ဒုက္ခသည်ဥယျ4000ကျော်ထိရှိလာနေပြီးမြန်မာနိုင်ငံဘက်ကပြည်ပခတွေနဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေအများဆုံးဖြစ်တယ်လို့ The Statesman သတင်းမှာဖော်ပြပါတယ်။မလ18ရက်မနေ့ကပြုလုပ်တဲ့ဆိုရအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးကစ်ဆပ်ဒန်ဂါကပြောကြားလိုက်တာဖြစ်ပြီးမီဇိုရန်ပြည်နယ်ထဲမှာမြန်မာနိုင်ငံဘက်ကဒုက္ခသည် 3305ရောက်မနီပူရာက2633ရောက်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက2219ရောက်တို့ခုလုံနေကြတယ်လို့ဆိုပါတယ်။ဒါ့အပြင်မီဇိုရန်ပြည်နယ်အစိုးရအနေနဲ့လူမှုဖူလုံရေးနဲ့ကျန်းမာရေးထောက်ပံ့မှုတွေလှုံ့ဆော်ပေးဖို့အစီအမံတွေကိုတက်တက်ကြွကြွလှုံ့ဆော်နေတယ်လို့လည်းဆိုပါတယ်။ မြန်မာဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မီဇိုရမ်ပြည်နယ်ကတော့2021ခုနှစ်ကတည်းကစတင်ခဲ့တဲ့မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့မနီပူရမှာဆက်လက်ဖြစ်ပွားနေတဲ့လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့်တိတိတတ်တာတည်ရမှုတွေရှိနေတာပါလက်တလုံးမှာတော့မီဇိုရမ်ပြည်နယ်ကပြိပခါတွေဖိနှိပ်မှုတွေကနေထွက်ပြေးလာတဲ့ဒုက္ခသည်တွေအတွက်လုံခြုံရနေရဖြစ်လာပေမဲ့အခုလိုဝင်ရောက်လာမှုက ဒေသတွေအရေးမြစ်တွေအခြေခံဆောင်တွေပေါ် ကြီးမားတဲ့ဖိအားတွေဖြစ်လာနေတယ်လို့သတင်းမှဖော်ပြပါတယ်ရှင်။ KNU တပ်မခုနှစ်ဌာနချုပ်နေရာကို အသေးခံ drone တွေနဲ့ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတယ်လို့ KNU ဘက်ကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ KNU ကရင်မျိုးသားစီယုံတပ်မခွန်ဌာနချုပ်နေရာကိုအသေးခံ drone တွေနဲ့ match လာ၁၈ရက်နေ့မနက်ပိုင်းမှာပုံကျဲတိုက်ခိုက်ခံခဲ့ရတယ်လို့ KNU ဘက်ကအတည်ပြုပါတယ် နက်3နာရီကျော်ဝင်းကျင်မှာလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတပ်မခွန်ဌာနချုပ်ဧရိယာတဲကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ KNU ဘိုအမြဲတမ်းကော်မတီဝင်ပရိုဆော့မိန်ထွန်းက DV ကိုပြောပါတယ်။ဘောချာလဲဆိုတော့အဲ့ဒါကျွန်တော်စတမခွန်ရဲ့ဧရိယာကဘောချာလားတပ်မခွန်ရဲ့ဌာနချုပ်ဧရိယာကဘောချာလားအဲ့တော့ဒီကတော့မတ်တူညာနောက်ပြီးမှဟိုဟိုရမ်းပေါ်လေးကျော်တော်ဒီကကတ်လာမှတည်းလေးဟာ နောက်တနေ့ကဘယ်လားတော့ကြာလည်းမသိဘူးကြာဒီနေ့ကြာလည်းမသိတော့ဘူးအခါကပြနေမှာကြီးဟုတ်ကဲ့ဒီလိုဘာလဲစာခရိုင်စီဟိုကလင်းနေပေါ်ရာကလင်းနေအဲ့မှာအဲ့အဲ့နားမှာကြာလာဒရုန်းတွေဟာဌာနချုပ်ရဲ့မြောက်ဘက်ကနေဝင်လာတာဖြစ်ပြီးတိုက်ခိုက်မှုကြောင့်လူထိခိုက်ဒေဆုံးတာမရှိပေမဲ့အဆောက်အဦတချို့တော့အသေးစားပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါဗျ။မတ်လ14ရက်နေ့က KNU တပ်မခွန်ထိန်းချုပ်နေမြေ ပိုင်ကြုံမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့ Bluetooth ခန်းကို KNL တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့်စစ်ကောင်စီဘက်ကလည်းအခုလိုပြန်ပြီးတော့တုံ့ပြန်တာဖြစ်နိုင်တယ်လို့လည်း Pro Soft ဝင်ထုံးကဆိုပါတယ်။လာခဲ့တဲ့လမ်းကဟိုကနေလာတာကြာ။ဘာလဲကျွန်တော်မြောက်ဘက်ကလေအာတိတ်မှန်တော့ဗျာအဲ့ဒါတိတ်မှန်တော့အဲ့ဒါတွေကဒီကောင်သိမ့်မကြည့်ဘူးလျှောက်ဖို့နောက်ချက်တော့ဘာလဲ။ ကျွန်တော်တို့လည်းဒီမှာဆိုလို့ရှာရမယ်နဲ့သူရဲ့ဒီစစ်တပ်လည်းလုံးဖွင့်ညာရတယ်ဘယ်လိုလဲကျွန်တော်တို့လည်းမရှိဘူးဆိုတော့ကျွန်တော်တို့မဟုတ်ဘူးပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ22ရက်နေ့ကကင်မျိုးသားလူမျိုးရေးတမ်ရော KNL ဗိုလ်ဌာနချုပ်နေရာနီးအထူးကန်ဒရုန်းနဲ့တိုက်ခတ်ခံခဲ့ရသလိုဇန်နဝါရီ31ရက်နေ့တုန်းကလည်းတပ်မခွန်ဌာနချုပ်နေရာအထူးကန်ဒရုန်းနဲ့တိုက်ခတ်ခံခဲ့ရပါသေးတယ်။ဒီချိန်တွေတုန်းကလည်းလူထိခိုက်တာတော့မရှိခဲ့ပါဘူး။ကျွန်တော်ထပ်အောင်ပါ မကွေးတိုင်းရေစုံမြို့နယ်ဘီဇက်ကုံကျေးရွာကိုမလ၁၈ရက်မနက်ပိုင်းကစစ်ကောင်စီတပ်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီကအင်အား၂၀၀လောက်နဲ့စစ်ကြောင်ထိုးလာတဲ့အတွက်ကျေးရွာဆေးရွာကျော်ကဒေသခံပြည်သူ၁၀၀၀လောက်ကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကျေးရွာတွေကနေအိမ်ဘလောက်မီးလောင်ဆုံးရှုံးသွားလဲဆိုတာအတိမပြုနိုင်သေးဘူးလို့ဒေသခံတယောက်ကပြောပါရယ် အဲ့ဒီစစ်ကြောင်းဟာဗီဇက်ကုံကျေးရွာကနေအိမ်တွေကိုဖောက်ထွင်းဝင်ရောက်ပြီးပြည်သူတွေရဲ့ပစ္စည်းတွေကိုယူသွားကမင်းရွာဘက်ကိုတည်သွားတယ်လို့လဲဆိုပါတယ်။အဲ့ဒီတနေ့တည်းမှာပဲစကိုင်းတိုင်းကဏီမြို့နယ်ထဲကကုန်းတာရွာနာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတက်ခိုက်မှုတွေပြုလုပ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ချက်လျင်နဲ့ဘုံကားလုံးကျဲသွားတာဖြစ်ကား ဒေသခံအမျိုးသမီး2ဦးကြည်စထိမှန်တရားရရှိပြီးတဦးကဥကောင်းကိုထီလို့အသက်အန္တရာယ်ဆွဲရတယ်လို့ဒေသခံတဦးကပြောပါတယ်။အဲ့ဒီမတိုင်ခင်မလ18ရက်နေ့ကလည်းအဲ့ဒီနေရာအနားကို ပထမအကြိမ်ဗုံးကျဲခဲ့ပြီးအခုကဒုတိယအကြိမ်ကျဲတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချွတ်ချွတ်ဆမ်းပါ။ကျေးဇူးတင်ပါတယ်ရှင်။